အကျိုးဆွဲခြင်းယောဂါစု take disorders ဆိုတာပါလေရုတ်တရက်ပုံမမှန်တဲ့လှုပ်ရှားမှုဆိုင်ရာအကျိုးဆွဲခြင်း motor tics ပုံမမှန်တဲ့အတန်ထွက်ဆိုင်ရာအကျိုးဆွဲခြင်း vocal or phonic tics ထက်တလဲလဲဖြစ်ပေါ်လာခြင်းကိုဆိုလိုပါတယ်ထို့ပြုမူသည့်အလိုလျောက်ဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ထိန်းချုပ်ဖို့ခက်ခဲပါတယ်အဖြစ်များဆုံးမှာအသက်5နှစ်မှ10နှစ်ကြားတွင်ဖြစ်ပြီးပုံမှန်အားဖြင့်အသက်10နှစ်မှ10ကျော်သက်အရွယ်ထိအဆိုးဆုံးဖြစ်တတ်ပါတယ် ရေပူရအားဖြင့်အပြုဖော်ဝင်ချိန်နောက်ပိုင်းတွင်စတင်၍တက်တာလာတတ်ပါれ။လူကြီးပွားရောက်မှအလွန်ရှာရှာပပစဖြစ်နိုင်ပါれ။မိန်းကလေးတွေထက်ယောက်ျားလေးတွေမှာအကျော်ဆွဲခြင်းများပုံမှုဖြစ်များပါれ။ဖြစ်ပေါ်ရသောအကြောင်းရင်းများအကျော်ဆွဲခြင်းများကိုဖြစ်စေတဲ့တိကျတဲ့အကြောင်းရင်းကိုမတိကျသေးပါ။လှုပ်ရှားမှုကိုထိန်းချုပ်တဲ့အုံနောက်ရဲ့အစိပ်ပိုင်းမှာပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာတယ်လို့ယုံကြည်ကြတယ်။မျိုးရိုးဗီဇဆိုင်ရာအကြောင်းရင်းလည်းပါဝင်ပါれ။ အခြားအခြေအနေတွေနဲ့တွဲပြီးဖြစ်တတ်တဲ့ယောဂါတွေကတော့အာယုံစူးစိုက်မှုချို့တဲ့အပြုမူလွန်ကဲခြင်းယောဂါစု attention deficit hyperactivity disorder စိုးရိမ်ပူပန်မှုယောဂါစု anxiety disorder အတွေးဆွဲလန်းမှုအပြုမူဆွဲလန်းမှုယောဂါစု obsessive compulsive disorder တခါတရံတွင်ဟန်ထိန်ထန်ယောဂသို့မဟုတ်အုံနောက်ရောင်ရမ်းခြင်းကဲ့သို့သောအခြားကျန်းမာရေးအခြေအနေများရှိသူများတွင်အကျောဆွဲခြင်းများသို့မဟုတ်အကျောဆွဲခြင်းနှင့်ဆင်တူသောလှုပ်ရှားမှုများဖြစ်ပေါ်လာတတ်သည် ိုကင်းသို့မဟုတ်အမ်ဖက်တမင်းကဲ့သို့သောမူရစေဝါများအသုံးပြုပြီးနောက်တွင်လည်းအကျော်ဆွဲခြင်းများဖြစ်ပွားနိုင်ပါသည်အခြားအခြေအနေများသို့မဟုတ်မူရစေတုံဆွဲမှုကြောင့်ဖြစ်ပေါ်တဲ့အကျော်ဆွဲခြင်းများကိုအကျော်ဆွဲခြင်းယောဂါစု Tick Disorder အဖြစ်မသတ်မှတ်ပါအကျော်ဆွဲခြင်းယောဂါစုအမျိုးအစားများပါတွင်လည်းအ धिक အကျော်ဆွဲခြင်းယောဂါစု၃မျိုးရှိပါသည်ယာယီအကျော်ဆွဲခြင်းယောဂါစု Provisional Transient Tick Disorder နာတာရှည်အကျော်ဆွဲခြင်းယောဂါစု persistent chronic tic disorder. 토의 여가수. Tourette syndrome도 ဖြစ်ပါတယ်။